Instagram မှာကိုလုံးဒီပုံတင်ပြီလို့ဝေဖန်ခံရတဲ့မင်းသားချွဲဟုံးဟုချွဲဟုံးဟုကတော့2022ခုနှစ်မှာထွက်ရှိခဲ့တဲ့2521နဲ့ Week Hero Class 1ဆိုတဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့တောင်ကိုရီးယားသရုပ်ဆောင်တဦးဖြစ်ပါတယ်။သူက2019ခုနှစ်မှာ Real Time Love What Drama နဲ့ပွဲဥထွက်ခဲ့ပြီးတော့ Taxi Driver နဲ့ TV ဇာတ်လမ်းတွဲတွေမှာလည်းပါဝင်ခဲ့ပါတယ်။ 2023ခုနှစ်မှာထွက်ရှိခဲ့တဲ့ Twinking Watermelon Zealand တွင်လည်းပုံမလူသည့်များကြော်ကြားလာခဲ့ရလဲဖြစ်ပါတယ်။ချွေဟောင်းဦးကသူ့ရဲ့ Instagram Story မှာတပုတ်တပုတ်တင်ခဲ့မိတာကြောင့်ဝေဖန်မှုတွေနဲ့ရှင်ဆိုင်နေရပါတယ်။အရီတပုတ်ကတော့အယုတ်လေးတရုတ်ပုံဖြစ်ပြီးတော့ချွေဟောင်းဦးက Willisellin နဲ့ဖုန်းကင်ပြီးတော့ဓာတ်ပုံရိုက်ကူးနေတဲ့ပုံတံပြန်ပေါ်နေခဲ့တာဖြစ်ပါတယ်။ချွေဟောင်းဦးကအရီတပုတ်ကိုအမြန်ဆုံးပြန်ဖြတ်ခဲ့ပေမဲ့လူမှုကွန်ရက်မှာပြန်နှံ့သွားခဲ့ပြီးတော့ဝေဖန်မှုတွေလည်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ချွေ ဝန်းဦးကမနေ့ကလည်းစလိတ်တောက်ပြီးတော့စလိတ်ဖင်စီကန်ကိုလမ်းပေါ်မှာလက်လွတ်စပယ်ပစ်ခဲ့တဲ့အတွက်ဝေဖန်မှုတွေခံခဲ့ရပူပါတယ်။အဲဒီတော့ကလည်းသူကတန်ကြီးပေးဆောင်ခဲ့ရသေးတာဖြစ်ပါတယ်ရှင်။